model academy ကနေမွေးထုတ်ပေးခဲ့တဲ့ကလေးတွေသူတို့အောင်မြင်နေတာဒီ modeling လောကတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်မတို့ model academy ကနေထွက်တဲ့ကလေးတွေကအိုးအထိတ်မှကြီးစိုးထားတာတွေ့ရတော့မှအရန်ကိုဂုံယူတယ်အရန်လဲဝမ်းတာရဲအားလဲအားရရဲ model academy ကတအစိုးရတဲ့အမတို့နဲ့ပဲစခဲ့တာဆိုတော့ကိုစင်အောင်ကသူလဲ တစ္ဆာရှိစွာနဲ့အမတို့နဲ့ပဲဆက်လုပ်မယ်ဆက်လုပ်မှာပေါ့နော်အမတို့ဒီ model academy စခဲ့တဲ့အချိန်တုန်းက2023ဆိုတော့ဒီလိုမျိုး reality show တွေနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကမရင်နေသေးဘူးအဲ့တော့အမတို့ judge တွေကလည်းကိုဒါလုပ်ဆရာရှိတာလုပ်ရမယ်ပြောဆရာရှိတာပြောရမယ်မကြောက်မရွံ့နဲ့ပြောတဲ့အချိန်မှာအပြောခံရမယ်ဘာကြောင့်လဲဆိုတော့ပြည်သက်တွေကဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့အတွက် Model Academy အမရဲ့အသက်သွေးကြောင်းလို့ပြောရရတယ်။ဒါ Model Academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရည်တည်နေတဲ့ကျောအခုပြန်လာရဲဆိုရလဲ model academy ပြန်ပြီးတော့လောက်တော့มาဖြစ်တဲ့ကျောအမအချိန်မီပြန်လာတာပေါ့နော်အမပြန်မလာခင်တည်းကပေါ့နော်ဒီမှာတစ်ချိန်လုံးစောင့်ကြည့်နေတယ်ကိုယ့်ရဲ့ဒီအမှုပညာမောင်နှမတွေကို model academy ကနေမွေးထုတ်ပေးခဲ့တဲ့ကလေးတွေသူတို့အောင်မြင်နေတာဒီ modeling လောကတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်မတို့ model academy ကနေထွက်တဲ့ကလေးတွေက ့အိုးအထိတ်မှာကြီးစိုးထားတာတွေ့ရတယ်အမအရန်ကိုဂုံယူတယ်အရန်လဲဝမ်းသာတယ်အားလဲအားရတယ်ဂျီနတ်တယ်ပြီးတော့အခုနောက်ထပ်လာမယ့် model academy မှာလဲကိုစင်အောင်ကတကယ်အမိုက်စားဒီထက်အများကြီးပို့ပြီးတော့ကျယ်ပြန့်တဲ့ challenge တွေနဲ့လုပ်ထားတယ်ဆိုတော့အမလဲစိတ်လှရှားစွာစောင့်နေပါတယ်လို့ um model academy ကတော့ဆိုရည်ရအမတို့နဲ့ပဲစခဲ့တာဆိုတော့ကိုစင်အောင်ကသူလဲ တစ္ဆာရှိစွာနဲ့အမတို့နဲ့ပဲဆက်လုပ်မယ်ဆက်လုပ်မှာပေါ့နော်အာအမတို့ model academy နောက်ဆုံး season က2019ဆိုတော့အခုချိန်မှာအချိန်ကနည်းနည်းလေးกว่าဟသွားပြီဆိုတော့အဲ့ထက်ကအာအောင်မြင်နေတဲ့ကလေးတွေကအခုဆိုအချိန်တိုင်းတာတစ်ခုမှာနေရာတစ်ခုကိုရောက်နေအောင်စူးစမ်းဖို့စူးစမ်းနေပြီပေါ့နော်ရောက်နေကြပြီ ဆိုတော့ဒီနောက်ထပ်စီစဉ်ကြလို့ရှိရင်လည်းသူကအချိန်လေးတော့နည်းနည်းယူမှာပဲဟိုဟိုအချိန်တိုင်းတာတစ်ခုကြာမှဒါသူတို့ရဲ့စူးစမ်းမှုတွေကိုထုတ်ပြနိုင်ပါလေ။ဒါအခုဆိုရင်ဒါ Model Academy ပြီးတော့6နှစ်လောက်တောင်ရှိသွားပြီဆိုတော့အခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရင်ကအားရတယ်။အာပြီးတော့နောက်ထပ်နောက်နှစ်မှာရိုက်မဲ့စီစဉ်ကြလို့ရှိရင်လည်းဒီဒီထက်ငယ်တဲ့ကလေးတွေကနေပြန်ဆောက်အောင်ပါပေါ့နော်။ အာမကလေးတွေမသမီးတော်မှအသက်22နှစ်ရှိပြီဆိုတော့အခုကလေးတွေပြန်တွေ့ဩအဖွားကြီးဖြစ်သွားပြီ Okay yeah that's a very good question Um Amaro D Model Academy စခဲ့တဲ့အချိန်တုန်းက2023ဆိုတော့ဒီလိုမျိုး reality show တွေနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကမရင်းနေသေးဘူးအဲ့တော့ Amaro Judge တွေကလည်းကိုဒါလုတ်ဆရာရှိတာလုတ်ရမယ်ပြောဆရာရှိတာပြောရမယ်မကြောက်မရွံ့နဲ့ပြောတဲ့အချိန်မှာအပြောခံရမယ်ဘာကြောင့်လဲဆိုတော့ပြည်သက်တွေကဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့အတွက် ဒီ model academy season 3ရောက်တဲ့အချိန်မှာတော့အမတို့ judge တွေကလည်းလုံးဝ short တာမရှိဘူးပြောစရာရှိရင်လုံးဝပြောတယ်ယင်တဲ့အစကားအတိုင်းကိုပြောတယ်ဘာမှချိုးတာတာတို့ short ထားတာတို့ခါဆောင်တာတို့မရှိတဲ့အတွက်ဒါပေမဲ့အဲ့ဒီတစ်ချိန်ကျတော့ပြည်သက်တွေကနားလည်လာပြီဒါ reality show ဆိုတာဒီလိုပဲပြောစရာရှိတာပြောရမယ် timing ထားတာမဟုတ်ဘူးတိုက်ထားတာမဟုတ်ဘူးအဲ့တော့ဒီဖြစ်လာတဲ့အတိုင်းကိုတကယ်ဒါရပဆုံးပေါ့နော် drama လည်းပါတယ်အမတို့အော်စရာတွေလည်းပါတယ်ကြောက်စရာတွေလည်းပါတယ်ငိုစရာကြီးစရာတွေပေါ့ တော့ now ဒါ entertainment အစီအစဉ် show ဖြစ်တဲ့အတွက် now အပိုင်းနေမှာလဲမတို့ judge တွေကလုံးဝ short သွားဖို့အကြောင်းလုံးဝမရှိဘူးဒီထက်ပို့ပြီးတော့ပြင်းပြင်းထန်ထန်ပြောစရာရှိရင်ပြောမယ်လို့ဆရာရှင်လုံးမဲ့ challenge တွေအလေးဒီတဲ့ပိုခက်ရင်ခက်နိုင်တယ်။ဒါပေမဲ့အဲ့ဒီအပေါ်မှာပြည်သားကအခုဆိုရင်နားလည်လာပြီးတော့အဓိကတော့ခံစားချက်မျိုးစုံပေးချင်တာ။အမရရဲ့ဒီအာ show ရဲ့ရည်ရွယ်ချက်ကတော့ this is entertainment ဖြစ်တဲ့အတွက်အဲ့တော့ရသဆုံး ြည့်ချင်တယ်ခံစားချင်တယ်ဆိုရင် model academy ကိုဆောက်ပြီးတော့အားပေးပါလို့မှပြောချင်ပါတယ်။ရှင်းရှင်းပြောရရင်တော့အမရိုက်ကူးသမျှ TV show တွေဥပမာ Memory Channel တွေ့လဲမှ ambassador တွေလုပ်ခဲ့ပြီးရယ် TV show တွေအများကြီးရိုက်ခဲ့ပြီးရယ်ဒီထဲမှာမှ model academy ကအမရဲ့အသက်သွေးကြောလို့ပြောရင်ရတယ်။ဒါ model academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရည်တည်နေတဲ့ကျအခုပြန်လာရဲဆိုရလဲ model academy ပြန်ပြီးတော့လောက်တော့မှဖြစ်တဲ့အတွက်မှအချိန်မီပြန်လာရတာပေါ့နော်